ပိုင်စိုးဝေဤလေအစင်းမြင်းအတက်အရက်ဆိုင်အထွက်တလေစည်းဘူးသူတိုင်းလေပေါ်ကစင်းချိန်၌အရေးကြီးကြောင်းသိကြပေသည်ကန်းဆက်တို့ရောက်၍လေကိုရက်ပြီးနောက်လေပေါ်မှဆင်းသောအခါရေပေါ်တွင်ကြောက်ချသလိုရန်နာထားသည်မဟုတ်သောလေမှာတည်ငြိမ်မှုမရှိဘဲလှုပ်ရှား၍လျားနေသည်ဖြင့်ကန်းပေါ်တို့ခုန်တက်ရာတွင်သို့မဟုတ်အခြားလေတစ်ခုပေါ်တို့ကူးပြောင်းရာတွင်အထက်တို့ကြွလိုက်သောခြေထောက်နှင့် လေဝေါ်ထောက်လျက်ကြံရှိသောခြေတော်တို့ချိန်ဆမညီများခဲ့ရင်ထောက်ထားသောခြေတော်မှာလေကိုနောက်သို့တွန်းပို့တကဲ့သို့ဖြစ်သောကြောင့်တဖက်ဥတိယာသို့မရောက်ဘဲရေတဲသို့မှောက်လျက်လဲကြနိုင်လေသည် ထို့ကြောင့်လေအစင်းမှာအရေးကြီးလာပေ၏မြင်းပေါ်သို့တက်ရ၌အရေးကြီးပုံက ကျွန်တော်မှမြင်းစည်းဘူးသူမဟုတ်သည့်အတွက်အတိအကျပြောဖို့ခက်ကောင်းခက်ပေလိမ့်မည်တို့ရတွင် စိတ်ကူးဖြင့် သို့မဟုတ်အခြားသူများစီးသည်ကို ကြည်ဘူးမြင်ဘူးယုံမြဖြင့်သိနိုင်လေရာ မဖြစ်နိုင်သောကိစ္စတစ်ခုကမဟုတ်ပေ မြင်းပေါ်သို့တက်ရာတွင်ခက်သည့်ဆိုရာ၌အလူလူစဉ်မောင်းရင်လောင်းဘဝတုန်းကမြင်းကိုအသေးရက်ထားပြီးလူကြီးများကပွေတင်ပေးခြင်းမျိုးကိုကခြွင်းချက်အဖြစ်ထားလိုက်ပါတော့ရုပ်ရှင်ဇာကားများတဲတွင် ကြည်ရတဲ့ကဲ့သို့စစ်ပွဲတွင်၌တော်၎င်း အရေးကြီးသောကိစ္စတစ်ခုကိုဆောင်ရွက်ရန်ရှိသောအခါ၌၎င်းပြေးနေသောမြင်းပေါ်သို့ပြေးလိုက်ပြီးတက်ရသည်မှာကြာကြာရာရာလှင်မြန်ဖြက်လက်သွက်လက်မှုနှင့်ကြွန့်ကျင်မှုရှိမှဖြစ်နိုင်ပေလိမ့်မည်အနေရကင်းရှင်းစွာ မြင်းဤကြောပေါ်သို့အသားကြရောက်ရှိရန်ကခဲရင်ပေလိမ့်မည်ထို့ကြောင့်လျှက်အစင်းမြင်းတက်ဟု၍ရှေးသူဟောင်းတို့ဆိုယိုပြုခဲ့ခြင်းဖြစ်တန်ရာဤ အရက်ဆိုင်မှာအထွတ်အရေးကြီးပုံကိုကကျွန်တော်ဤအတွေ့အကြုံများကိုထုတ်ဆောင်ပြောပြရပေတော်မည်အရက်တောက်ကြရာတွင်တောက်စားအချိန်၌ညီညာတက်ကြွကြသလောက်တော်လေးမူလာကြပြီဆိုရင်ကတယောက်တပေါက်ဖြစ်လာကြကြပြီတောက်ရန်ရည်ရွယ်ခဲ့ကြသည့် limit ထက်တော်မတတ်အောင်ပို့၍တောက်ကြ၏တောင်းနိုင်သည့်စံချိန်ထက်ပို့၍မူးနေပြီဆိုရင်က တို့ထက်ပင်ပို၍မူအောင်တောက်ကြပြန်လေတော့ဤပုံမှန်ချိန်ကတော်ပြီတော်ပြီလောက်ခဲ့ကြတော့လေစံချိန်ထက်ပို၍မူသောအချိန်တို့ ရောက်ပြီဆိုရင်ကခြာကွာစောကွာလောက်ကြလေတော့ဤထိုချိန်တွင်စီဝေးတက်ဖို့ထွက်လာကြတော့လေကာရာโอเกတို့ရောက်ချင်ရောက်ကြဤမရောက်တာကြပြီဖြစ်သည့်အမေအိမ်သွားရန်ရည်ရွယ်ခဲ့တော်လဲ ဘီလီယက်ခုံရောက်ခြင်းရောက်ဤတောင်ရက်တို့ရည်စူးတော်လဲမြောက်ရက်တို့ရောက်ခြင်းရောက်ဤထိုချိန်တွင်ခยีဝေးတို့အတူပြန်ချမိသူများသို့မဟုတ်တနေရာရာတို့အတူသွားချရန်ညီညွတ်တိုင်ပင်ကြပြီသူများအဖို့ကအရက်ဆိုင်အထွက်မှအရေးကြီးလေပြီအရက်ဆိုင်ကအထွက်ဘယ်ဘက်သို့သွားရမည်ဖြစ်တော်လဲရောက်ရောက်ကညာဘက်သို့ချိုးခြင်းချိုးသွားလေ၏ ခြားတယောက်ကလည်းကွန်းရဆိုင်လိုလိုပါလိုလိုဖြင့်ရောင်ပေပေကြံရဲတက်ပြန်၏ရှေ့မှဆွတ်ရွတ်သွားနေသူများကလည်းနောက်ပြန်လက်မကြည့်အလံဝေဝေလမ်းထိပ်စီရောက်မှ နောက်ပြန်လက်ကြည့်ကသူတို့လူများပါမလာမန်တိမှရက်ဆောင်ကြလေ၏ကြံရဲသူများကပေါ်မလာတော့ကြည့်ဤတို့ဖြင့်ထိုညအဖို့လူချင်းကွဲကြပြီးအရက်ထက်တောင်းမီသူတောင်းမီကြ ိမ်ပြန်မရောက်သူက မရောက်ဖြင့်ညတညဏီကုံချုပ်ရလေတော့သည်ခါတော့ကအရက်ဆိုင်အထွက်မှပြီးဈာမျိုးရွာဒေသီရောက်သွားတဲ့လူတစုရဲ့ဒဏ္ဍာရီပုံမြင်တစ်ခုရှိသည်ခါတော့ကဆိုသည်မှာ AD 2004ခုဇန်နဝါရီလ24ရက်ဖြစ်သည်မှတ်တမ်းအရသူတို့မိတ်ဆွေတစုဤအမည်များမှာဥက္ကကျော်စံငိမ့်ဦးကိုကျော်ကြီးခေါ်အလက်ကောင်တရုတ်အောင်ချမ်း ငိမ့်ချမ်းကိုတာမန်နဲ့ပိုင်ဆိုးဝေတို့ဖြစ်ကြသည်အဒီနေနနပိုင်းကသူတို့တို့တွေမန္တလေးမြို့သစ်အရရှိ မင်္ဂလာပွဲတစ်ခုသို့သွားလျက်ရှိကြသည်သူတို့သွားနေကြတော့မင်္ဂလာဆောင်မှာအောင်ပင်လေမြို့သစ်အရရှိ ပထောက်မင်္ဂလာခမ်းမတွင်ကျင်းပါမည်သူတို့ဤမိတ်ဆွေကြီးကိုမြင့်ဦးခေါ်ကဗျာဆရာကိုကြောက်ခဲဒေါ်တန်တန်အေတို့ဤသမီးကြီးမစောအေဝခ မအေးအေးဝတို့ဤမင်္ဂလာပွဲဖြစ်ပါ၏သရောသားဤအမိကိုကားဖော်ပြပင် ဖော်ပြထားတော်လဲဖတ်ရှု၍မရလောက်အောင်တစုံတစ်ခုဖြင့်သွန်ပေလျက်ရှိကြသည်သူတို့ခုနဦးထိုနေနေကနန်းတော်ရှိအရမမင်္ဂလာခမ်းမရှိရာမျိုးတစ်ဖက်တို့ကိုတာမန်ဤဘီ360မာစတာကားစုပ်ကလေးဖြင့်ဤပက်ဤပက်ချစ်တက်ခဲ့ကြလေသည် မင်္ဂလာခမ်းမတို့ရောက်သောအခါအဲ့ခန့်ကြိုဆိုသူများမိတ်ဆွေအပေါင်းအသင်းများနှင့်ပျော်ပါအော်ဟစ်နှုတ်ဆက်ကြဓာတ်ပုံများရိုက်ကြနှင့်ချိန်တော်ကြာယူပြီးနောက်မင်္ဂလာတို့သမီးဤဖခင်ဖြစ်သူတို့မိတ်ဆွေကြီးကိုကြောက်ခဲဤအဲ့ခန့်နေကြနေရာဖြစ်သည့်တရတော်ဥယျင်တို့ပြောင်းရွှေ့ကပျော်ပါတောက်စားကြလေဤတို့ခုနှစ်ဦးအပြင် ကိုကြောက်ခဲနဲ့သူတို့ဤအချားမိတ်ဆွေများလဲပါရှိရာတောက်ကြစားကြရင်နဲ့ချိန်တော်ကုန်လေဤသူတို့ခုနှစ်ဦးရဲကကိုကြော်ကြီးခေါ်အလက်ကောင်တီကတောက်တိနေရတွင်တော်ပြီးဟူ၍ပြောရမှာအလွန်အာဏာတတ်သူဖြစ်သည့်အတိုင်းငှဲ့ပေးသည်မမြင်ပဲတောက်လေဤတရုတ်အောင်ချမ်းမာကဘသူကိုမှအရှုံးမပေးပဲတောက်တတ်သူဖြစ်လေရာခြားသူများကလည်းသူ့အာအရှုံးမပေးပဲတောက်ကြပြန်လေဤ မောင်ငင်းချမ်းမှာတောက်ရင်စားရင်မူးပြီးအိပ်ပျော်သွားလေရာ။အော်ဟစ်ရမောတက်များကြောင့်လန့်ပြီးနိုးလာလေရာ။ချက်ကွချက်ကွတိတ်ပေးကွဟုဝိုင်းဝန်းအားပေးတဲ့များနဲ့အတူမော်တော်ကားဆက်တံကိုပါကြားလာရပြီးကားပေါ်တွင်အိပ်ပျော်လျက်လိုက်ပါလာကြောင်းသူကိုယ်သူသိရလေတော့၏။မောင်ငင်းချမ်းမှာအမှုမပြည့်သေးပဲအိတ်ချမှုတူဖြစ်နေရမှမျက်လုံးကိုအာယူဖွင့်ပြီးပတ်ဝန်းကျင်ဝဲရာကိုကြည့်ရှုလိုက်တော့အခါ ဘယ်နေရာကိုများရောက်နေပါလိမ့်မန္တလေးမြို့တွင်းသို့ပြန်ရောက်နေခြင်းကမဟုတ်ပြီတောတောင်ဝင်းကျင်နှင့်တကြီးဝါကြီးများကိုသူတွေ့ရ၏ပဝင်းကျင်ရှုခဲများကို အသေးအချာထက်ကြည့်ရှုမိသော အခါလာလာပြင်ဦးလင်အတက်အုံချောဘက်စီရောက်နေပါလားမောင်ကြီးပြိုးပြနေဝင်သားရှိကြပြီ ကားဆရာကိုတာမန်မှာမူးမူးနဲ့မောင်းလျက်ရှိကြ၏ကိုကြောက်ခဲဤတရတော်ဥယျာဉ်မှာအပြန်မန္တလေးမြို့တဲသို့မဝင်စေပဲမန္တလေးမြို့တဲသို့မဝင်စေပဲမူးနေသောကိုတာမန်အာမြောက်ပင့်ပြီးပြုံးလွင့်ဘက်မောင်းလာသေးခဲ့ခြင်းဖြစ်သည် မာစတာကားဆုံးနဲ့တော့ဖျားဖျားနောက်ပြန်လှဲ့တော့ဟေဟူတစုံတစ်ယောက်ကပြောတော်လဲကြံလူများက ပြင်ဦးလွင်ထိတက်မဟိပြင်ဦးလွင်ထိတက်မဟိဟုဩနေကြ၏တကီကီနှင့်အာကုံယုံနေရသောမာစတာကားစုပ်ကလေးကိုလည်းခြောက်ကွာခြောက်ကွာကြိတ်ပေးကွာဟုဝိုင်းဝန်းအားပေးနေကြပြန်သည်ကားဆက်တန်ကမမှန်တော့စပီကိုအာကုံတက်ပြီးမောင်းနေရမှဂီဂီဂီကတ်ဟုမြည်လေကိုတာမမသူစတီယာတိုင်းကိုမှု့ရန်လျက်ဗရိတ်ကိုစောင့်နေလျက်ဖြင့်အလုရှုပ်သွားပြန်သည် တအီအီပြေမွေးခြင်းရွေ့ခြင်းရွေ့နေရမှအတက်သို့ရောက်ပြန်သောအခါနှစ်ယောက်သုံးယောက်ကကြပြားကြရဆင်းပြီးကြောက်ခဲကြံတုံခိုးရလေ၏ပြီးမှအာလုံးဆင်းတွန်းကြရပြန်သည် အစင်အတက်ကားရှောင်းဒိန်ကို ကြည့်ပြီးရက်တိနေရာတွင်ရပ်ထားရပြန်သည်တလန်လုံးဤနီးနှင်းနှင်းဖြင့်20မိုင်သို့ရောက်လေ၏ညကမှောင်မဲလျက်ရှိလေ၏ဓာတ်စီလေကုန်နေပြီ ဓာတ်စီလဲကုံညာကလဲမောင်မောင်မဲမဲ23မိုင်မှမြည်တို့ရှေ့ဆက်ကြရမည်မသိကြမရှိမဲရှိမဲဘာလာသည်များပိုက်ဆံလေးများကိုမင်္ဂလာဆောင်လက်ဖွဲ့ခဲ့ကြသည်ဖြင့်မြည်တို့ထံမှပိုက်ဆံမရှိတော့ကြောင်းခုမှတည်ကြရလေ၏ဩကောင်းနေစွာကောင်းလေသာတကားဘေးမသားတွေဟုအချင်းချင်းဆဲဆိုကြလေ၏ယခုမှတော့တယောက်ကိုတယောက်အပြစ်တင်နေလို့လဲဘာမှထူးမြီမဟုတ်တော့ 21မိုင်မှာမော်တော်ကားစုပ်ကလေးကိုဇွတ်အပ်ထားခဲ့ကြပြီးပြင်ဦးလွင်ထိလမ်းလျှောက်ကြမည်ပြင်ဦးလွင်မှာကိုမင်းသည်နှင့်မရှက်လီတို့လင်မယားရှိသည် လွယ်စိမ့်ဝင်ရှိသည်ညိုဦးလွင်လည်းရှိသည်โอเคပြင်ဦးလွင်ထိလမ်းလျှောက်ကြမည်ဘယ်ချိန်မှရောက်ရောက်ပေါ့သူတို့ပနဦးလမ်းလျှောက်လျက်ရှိကြပါ၏တို့ရတွင်အိပ်ပျော်လျက်လမ်းလျှောက်နေခြင်းပင် ချိန်နဲ့အမြတယောက်နဲ့တယောက်တအုပ်စုနဲ့တအုပ်စုလူစုကွဲတယ်လို့ဖြစ်သွားလိုက်တအုပ်စုတဲပြန်ဖြစ်သွားလိုက်နဲ့အမောင်တဲရှောက်နေကြသည်ကိုသားမမတော်ကြီးမြတ်မဲတဲ့အိမ်မက်မက်ရင်လမ်းလျှောက်တယ်လို့ဖြစ်နေတာပဲဗျာဟုနောက်ခါတွင်ပြန်ပြောလေသည်တခါတခါတွင်နောက်၌လူတစုရှိနေမှန်တိတိအတွက်မော်တော်ကားလမ်းပေါ်တွင်ငုတ်တုတ်ထိုင်ရင်ခေတ္တခဏအိမ်ငိုက်မိလိုက်သည် နောက်မှလူစုမိလာတော့အခါပြစ်ဆက်ပြီးသူရှောက်ဝပြန်သည်ဘယ်ရက်စီတို့ဘာရွယ်ချက်ဖြင့်ဘလို့သွားနေကြမှန်းဘသူမှမသိတော့အာအေးချင်းလိုက်တာဘာမှအဓိပ္ပာယ်မရှိဘူးတို့သွားနေကြတာဘာအတွက်လဲကွဘာအဓိပ္ပာယ်လဲကွတစုံတယောက်ကအေးချင်းမူသူဖြင့်ညီးတွားလိုက်၏ဟေ့ကပြားတရားသောတာဘယ်လန်းကိုဘာမှမသိပဲသွားနေတာဖြစ်ပါစေအလုံးလက်မဲ့တော့မဟုတ်ဘူးကွ အခြားတစုံတစ်ယောက်ဤပြန်ကြတဲ့တောင်ပေါ်အဝေးပြေးလမ်းမကြီးမှာမှောင်မှောင်မဲမဲတခါတခါမှလာရောက်မှုံပြပြကိုမြင်ရတတ်သည်ကျဲကလေးတလုံးတလီကိုမှလည်းမမြင်ရနနက်ပိုင်းမင်္ဂလာဆောင်တစ်ခုအတွေ့ထွက်လာကြသည်မို့မိသူထံမှမှအနှွေးတယ်မှာပါမင်္ဂလာဆောင်လာခြင်းဖြစ်တော်လဲသူတို့သည်တိုက်ပုံဝဲလူဒန်းသားများမဟုတ်ကြတို့ရတွင် ဇန်နဝါရီလဤတောင်ပေါ်ညာကျန်းတစ်ခုဖြစ်တော်လဲအေးလိုက်တာဟုမြည်သူစီကမှညီးတမ်းမကြရနောက်ဆုံးတွင်24မိုင်စခန်းသို့သူတို့ရောက်လာကြသည်ပြီးတန်းနေရာဝင်းတစ်ခုတည်းတွင်အဝေးပြေးကားကြီးများကို စစ်ဆေးနေတာတွေ့ရသည်ဤနေရာ၌အကင်းပါပြီးကြီးကန်းတစ်ကောင်ကဲ့သို့လျှင်မြန်ဖြက်လက်သောဥက္ကာကျော်ဤအစွမ်းစားကို တွေ့ကြရလိမ့်မည် နောင်ချိုမတသိနေဘက်တော်ရွာတိပိုးရမည်နွားချေများတင်းလာသောကားများထဲမှတသိန်းကိုသူချတွေ့သည်ထိုကားဒရိုင်ဘာမှသူအသိဟုဆိုသည်ထိုကားသမားကိုသူသွားပြီးစီယုံသည်ပြင်ဦးလွင်အထိလိုက်ဖို့အစဉ်ပြေသည်ဂိတ်အထွက်မှသူတို့စောင့်နေကြရပြီးထိုကားထွက်လာသောကတက်စီပြီးလိုက်ခဲ့ကြသည်ခါမဲ့ပေါ24မိုင်မှထွက်လာပြီးခီးတန့်ရောက်သောအခါစဉ်းစားရမည်ဖြစ်သောပြဿနာတစ်ခုတွေ့လာရသည် ပြင်ဦးလွင်မှာကိုမင်းသက်တို့လင်မယားနဲ့တွေ့ဖို့ကမသေးကြကိုမင်းသက်မှာမူဆယ်တို့အမြဲတမ်းခရီးထွက်နေတတ်သူဖြစ်သည်မက်ရှက်လီကရန်ကုန်ကို မကြမကြသွားတတ်သည်နွယ်စိမ့်ဝေနှင့်ညိုဦးလွင်တို့အိမ်ကိုလည်းတေချာတည်သည်မဟုတ်နေ့လည်နေခင်းမှပင် အတော်ရှာယူအောင်မည်တို့ဖြင့်နောင်ချိုထိလိုက်ကြဖို့ဥက္ကကျော်ကအကြံပေးသည်နောင်ချိုကတော့တေချာသည်သူမိမ့်မမဲညို၏အိမ်ရှိသည် သူ့အနေနဲ့ပြောစရာမလိုဒါဆိုဒီလိုပဲလုပ်ကြတာပေါ့ကားစရာနဲ့နောက်တစ်ကြိမ်ပြန်ညှိရသည်အဆင်ပြေပါသည် ရှမ်းတောင်တန်းကြီးကအလွမ်းရောက်တန်း၍မနေပါ မောင်မောင်မဲမဲတဲတွင် တောင်ကြောက်ကဘာကြီးတေကအသေးရပို့ကောင်းလာပါ၏တတက်ကွက်ကွက်မရှိဝိုးတဝမြင်ရသည့်ပုံရိပ်တေကဘဝဤနဲ့နဲစမ်းကြံမှုအဖြစ် မနောဒွာရ၌ထင်ဟက်ခါအာယုံများကိုဖြန့်ကျက်မိတော်သည်အတိုင်းစားမရှိကြဲပြောလှပါပေ၏ပြင်ဦးလွင်မှမရက်နာပဲဇက်တိုက်မောင်းခဲ့သည် ကောင်းလေစွာမချိနှံကိုရှူရှာရင်းနှွားချင်းငွေကိုစောင့်ချုံရင်းအေးဓာတ်ကိုကာကွယ်နေကြရသည်တရုတ်အောင်ချမ်းကဘာကိုမှမှုဟမတူဝူဝူဝါဝါဟီဟီဟာဟာနဲ့တရုတ်နီးဖြင့်လောကရန်ကိုတွန်းလှန်နေဟန်တူ၏ တောင်ချုံမြို့သို့ရောက်လေပြီကားပေါ်မှဆင်းပြီးကားဆရာကိုနှုတ်ဆက်ကြရ၏ဂျေဇုတင်စကားမှတပါတပြားတစ်ချက်မှရမသွားရှာသောကားဆရာလေးက သူတို့အားလိုက်လဲစွာနှုတ်ဆက်နေပြန်ပါသည်နောက်ပြန်တွေ့လျက်မမတ်မိမှတေချာလှတဲ့ကားဆရာလေး၏ခွနိုက်ွက်ခွနိုက်မမဲညိုလေးအိမ်တို့တန်တန်ရောက်ပါ၏သို့တော်ရခမတော်ကြီးကလက်မခံအိမ်ရန်နေရာမရှိပါတဲ့ထို့သောပင်တိုင်းလုံးကြော်သောဥက္ကကြော်ပါပဲ 조사သည့်နေရာမှာအလွန်တော်သောဥက္ကကြောသည်သူမိတ်ဆွေတယောက်ဤအိမ်သို့ရဲဝင်းစွာရှေးဆောင်ခြိတတ်သွားပါ၏ထို့အိမ်၌ကသူတို့အဖွဲ့ကိုလည်းလိုက်လဲဖော်ရည်စွာကြိုးဆိုပါ၏စားကောင်းတောက်ကောင်းများနှင့်လည်းအက်ခံကြွေးမွေးပါ၏အိတ်သက်တရားနေရာထိုင်ခင်းများကိုလည်းပေးပါ၏နက်နက်လင်းသောအခါ၌လည်းမီးလင်းဖို့ကြီးကိုထင်းပြည့်ထဲ၍မီးလုံစေကနက်နက်စာများကြွေးမွေးပြန်ပါ၏ ူတို့တတွေပြန်ချမိရှိသောအခါပြင်ဦးလွင်ထိရောက်ရှိနိုင်မည်စရိတ်နှင့်စားတောက်စရိတ်တို့ကိုဥက္ကကြောထံပေးလိုက်ပါသေး၏သူတို့တတွေကနောင်ချုံမျိုးဤတနေရာရှိဘားတစ်ခုမှာမော်နင်ဖီလ်ယူကြပြန်လေ၏ထို့နောက်မော်တော်ကားစုံစမ်းရာလိုင်းကားမဟုတ်သောပြင်ဦးလွင်သို့ပစ္စည်းပို့မိအမိုးပလက်နှင့်ကုန်ကားတစ်စီးကိုအခန့်တင်တွေ့လေ၏ ဈေးစုံစမ်းကြည့်တော့သူတို့တွင်ကြန့်ရှိသည့်ပိုက်ဆံနှင့်ကွက်တိလောက်ရှိရာကားပေါ်တွင်လိုအပ်သည့်ယမကပလင်းကိုဝယ်လျက်ထိုကားပေါ်သို့တက်ခဲ့ကြလေ၏။နောင်ချိုမှပြင်ဦးလွင်ခရီးကတာယာလှပပါပေ၏။အမိုးမပသည့်ကုန်တင်ကားပလက်ကြီးပေါ်၌ကြီးလင်အေးများလျက်ယမကပလင်းကိုတယောက်တလဲသည့်မောကဒေသန္တာတို့ကိုတယောက်တပေါက်သည့်ဆိုရင်ကျူးလျက်တောတောင်တဘာဝတို့ကိုခန်းစားရသည်မှာ စိတ်ချမ်းမြေ့ပွေကောင်းလာပါပေတော့၏ပြုံးလင်းတို့ရောက်တော့ခါဆရာကိုမင်းတစ်ဤကျူရှင်ကျောင်းဤမှာကားရက်လေ၏သူတို့ထင်ထားသည့်အတိုင်းပဲဆရာကိုမင်းတစ်မရှိမူဆဲ့တို့သွားသည်ဒေါ်ရှယ်လီကရန်ကုန်ထိုကျူရှင်ကျောင်းမှပင်နှွယ်စိမ့်ဝေထံဖုံဆက်ရာအိမ်မှာမရှိညိုးလွင်စီတို့ကဖုံဆက်၍ရမည်မဟုတ်ခြေချင်းလျှောက်ခါညိုးလွင်ထံသွားကြရ၏သူနှင်းတွေ့ပြီးမှနှွယ်စိမ့်ဝေကို ထက်ရှာရတော့ဤအဝေးကြီးကွတ်ပတ်လျှောက်ကြရဤညိုဦးလွင့်ကိုလည်းမတွေ့ရှာကွရှာကြကွတွေ့အောင်သာရှာကြပြီတော့ဟေးနောင်ချိုမပါလာသည်ပိုက်ဆံလေရမကဘိုးနှင့်ခီးစိမ့်နှင့်ကုံကြီးပြီအမောပြေလဖေးဆိုင်တို့ဝင်းထိုင်ရန်မမကြံတော့တရုတ်အောင်ချန်ကသူ့အကိုရှိသည်ဟုဆိုပြီးရှာသေးသည်မတွေ့တယ်လီဖုန်းဆက်တုန်းကတီးရသည်မှာနွယ်စိမ့်ဝေအဝေးသို့သွားသည်မဟုတ် ဒီမျိုးတဲ့မှာပင်ရှိကြောင်းသိရသည်တို့ဖြင့်ဥက္ကကြောနှင့်သံကျင်းဦးတို့ကထက်ရှာအောင်မည်ဆို၏တေကြပေါက်လဲတွေ့ရမှာပေါ့မင်းတို့ရှာနေတော့ငါတို့စားတော့ဆိုင်တဲ့ဆိုင်ကထိုင်ဆောင်ကြမယ်ကွာမင်းပါကြီးတယ်ရှာမတွေ့ခဲ့ရင်မင်းတို့အာတနေ့နေ့တော့ရှာတွေ့မှာပေါ့ကွာငါတို့ပင်မန်းလာပြီဘိုက်လက်စာလာပြီအေးသဘောပဲထိုင်ရတို့နှင့်ဥက္ကကြောနှင့်သံကျင်းဦးနောက်တစ်ချိန်အရှာထွက်ကြပြန်၏ကျန်လူများစားတော့ဆိုင်တဲ့ရောက်ကြ၏ ဝီစကီတပြားဟိဝနန်ကင်တပွဲပါယူခဲ့ညိုဦးလွင်ကိုရှာတွေ့လာတော့ကဆိုင်တဲကလူများမှာဝီစကီတပြားကုန်နေပြီအမီးတွေလည်းပါဤကျွန်တော်လဲအခုရတော့ခန်းနေတယ်ဗျာနွယ်သိန်းဝေကိုသွားရှာလိုက်အောင်မယ်နွယ်သိန်းဝေကိုသွားရှာအောင်မည်ဆိုကညိုဦးလွင်ထွက်သွားပြန်ဤနွယ်သိန်းဝေကိုရှာတွေ့လာတော့ကဆိုင်တဲကလူများမှာဝီစကီနှစ်ပြားကုန်နေလိမ့်ပြီ အမီးပကံပြားတွေလည်းများလာဤ နွယ်သိန်းဝေမှာသူတို့ရောက်နေသည်ဟုကြားရသည့်အခါကြပြရွရတော့မည်ထင်လျက်ဝန်တာအာရသောဖြင့်စအုပ်ကိုခါကြထိုးလာခဲ့လေ၏ဝိုင်းတပလင်းလဲပါ၏ဝိုင်းပလင်းကိုသပွဲပေါ်ချပြီးခါချမစောက်ကိုထုတ်လေ၏မင်းထွားမှာငါသာအုပ်မဟုတ်ဘူးအရဖိုးကဟောဗျာဘာပဲဖြစ်ဖြစ်တောက်ကြစားကြပြန်လေ၏နေလေသာမစားရသေးဟုဆိုကသမင်းမြူတပွဲစီမှကြပြန်၏ ဟင်းလျာကမမနိုင်တော့ကြေမာဘိသာမိများနှင့်သာစကြရလေ၏နောက်ဆုံးစားတောက်ဖေးများကိုဘယ်ကျင်းသောအခါ6000ကျော်9000နီးပါးကြလေသည်သူတို့ထံမှတပြားတစ်ချက်မှမကြံတော့ကြောင်းသိရသောအခါຫນွယ်သိန်းဝေတက်ပြင်းချလေပြီသူထံမှလည်း6000ကျော်ယုံများသာပါသည်မိမမသိအောင်လစ်ထားသည်များဒါအကုန်ပဲဆိုသည်သို့ဆိုရင်သူတို့အားလုံးအတွက် အပြန်သေးမရနိုင်တော့နဇတ်တမိုင်တွင်အပ်ထားကဲ့သည့်မော်တော်ကားတက်စီဘိုးကလည်းကြံ့သေးသည် နောက်ဆုံးတွင်ညို့ဦးလွင်ကစားတောက်စိတ်ကို၅တောင်ပဲပေးခဲ့ဂျန်နာကိုသူတာဝန်ယူမည်ဆိုင်ရှင်နှင့်ရင်းနှီးသောကြောင့်ကြွေးချန်ထားခဲ့မည်ဟုဆိုသည်သို့ဆိုလျှင် ရှေးဆက်ရမည်သူတို့အစီအစဉ်ကို ရေးဆွဲရတော့၏ကာသမကိုတာမန်အပါဝင်၃ဦးက၂၀တမိုင်တွင်ဆင်းကြံရစ်ခဲ့ နွယ်စည်းဝိထမှာကြန့်သေးသည့်တထောင်ကျော်ကျော်ကိုသူတို့ယူသွားဓာတ်စီဘိုးကြန့်သုံးဥကမန္တလေးထိဆက်လိုက်ခဏဦးလုံးအတွက်ကားက2800ကျပ်ကိုမန္တလေးရောက်မှရှင်းပြီပြင်ဦးလွယ်မှမန္တလေးနဲ့22မိုင်ကားကအတူတူပင်တယောက်400ကျပ်ဖြစ်သည်35လမ်းမှမောင်းသောလိုင်းကားကို36လမ်းဘက်ထိ꿰ပြီးမောင်းခိုင်းပြီ36လမ်းရှိဒီဒေးသာအုပ်ဆိုင်မှကားကယူပေးပြီအကယ်၍သာအုပ်ဆိုင်ပိတ်ထားခဲ့ရင် အင်းရှင်ကပြားစရာမုံပြမိုးထမချစ်ပေးရမည်မန္တလေးအထွက်လမ်းမမသူတို့ကားတစီစောင့်စီနိုင်တော်လဲထပ်ပါအစီစဉ်များကိုဆွေးနွေးရန်ကဂိတ်တိချီတက်ကြရလေ၏နောက်ဆုံးတော့ကားစရာများကသူတို့နှင့်သဘောတူလိုက်ကြပါသည်သူတို့တတွေ့ပြင်းဦးလွင်မျိုးမှမမ်းမြေသို့ပြန်ခဲ့ကြပါလေပြီအပြန်ခီးကဩကတာလောကသဘာဝပတ်ဝန်းကျင်ရှုမြော့ခြင်းတို့မှာတာယာအေဂျန်လှပါပေ၏ တောင်ပေါ်လေအေးမြဤတောင်ပေါ်ရနန်းကမှွေးမြဤအေးမြသောလေတူတဲကမှွေးမြသောပန်းရနန်းကို ရှူရှာရင်းမန္တလေးတို့ရောက်သောအခါဟူသောအတွေ့ကိုသူတို့တတွေတွေ့မိကြလေကစောင်းဆိုင်ဖွင့်မထားခဲ့ရင်အမြင်မှသာမှုံးပြမိုးနှင့်အလွဲတကူမတွေ့ခဲ့ရင်လေစင်မှအရေးကြီးဤမြင်းတက်လည်းအရေးကြီးဤအရက်ဆိုင်ထွက်မှာကား နောက်ချုံမျိုးတွင်တညာအိတ်ခဲ့ကြရလေပြီတကားပိုင်စိုးဝေဤလေအစင်းမြင်းအတက်အရက်ဆိုင်အထွက်